ဆိုတော့ဆရာပထမဆုံးအနေနဲ့ NUCC တို့ပြီးတော့ K3C တို့ဆိုတဲ့ဟာတွေကတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက်ပေါင်းဆက်ထားတဲ့ alliance ပုံစံမျိုးဆိုပြီးတော့မှတင်စားကြတယ်။သို့တော့ဒါလေးနှစ်တာကာလအတွင်းမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုထိရပေမဲ့ဒါမိခွန်းထုတ်စရာတွေလည်းများစွာရှင်ရှိနေပါသေးတယ်။ဆိုတော့ NRA ကအဲ့ဒီ K3C တို့ NUCC တို့နဲ့ဘာကွာတယ်လဲ။ ဟိုဒီဆရာတို့ရဲ့အတိကနိုင်ငံရေးကော်မရှင်ရဲ့လှုပ်ဆောင်ရမယ့်နိုင်ငံရေးကဏ္ဍကအရှိနှိမ်ထားပြီးသားကောင်စီတို့ကော်မတီတို့ထက်ပါတယ်ကွာခြားတယ်လေဆရာအဲ့ဒါရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့ဆရာကျွန်တော်တို့ဒေါ်လာရေးကာလနိုင်ငံရေးဟာဆက်အနိုင်တက်ရေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့เนาะအဆိုမိတ်ရှိပါဆိုတော့ကကျွန်တော်တို့ကအဓိကကဆက်အနိုင်တက်ရေးကိုကျွန်တော်တို့ကဦးစားပေးသွားမှာပါဆိုတော့ကျွန်တော်တို့ဒီဆက်အနိုင်တက်ရေးအတွက် တကယ်စစ်အနိုင်တိုက်ဖို့လုပ်ငန်းစဉ်တွေလုပ်ရက်တွေဥပပေါင်းဆောင်ရွက်မှုတွေကိုအဓိကလုပ်သွားမှာပါဆိုတော့ကကျွန်တော်တို့ဒီလက်ရှိမြေပြင်အနေထားတော်လန်ရေးရဲ့တောင်းဆိုမှုအရာကျွန်တော်တို့မဖြစ်မနေပေါ်ပေါက်လာတဲ့အခွက်တစ်ခုဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့အဓိကလှုပ်ဆောင်သွားမှာကစစ်အနိုင်တိုက်ရေးအတွက်နီလန်ပေါင်းစုံနဲ့လှုပ်သွားမယ်အဓိကကကျွန်တော်တို့ကစစ်ရေးကိုအဓိကဦးစားပေးပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျ